ဘောလုံးပွဲမှာဖခင်လိုစကင်းပြပြီးပေါ်တူဂီအတွက်အခွင့်အောက်သွင်းယူပေးခဲ့တဲ့ရော်နယ်ဒိုဂျူနီယာပရိသတ်များလုံးဝမိမှာများမန်စတာဖောဆုံကနေပြလဲကြိုးလိုက်ပါတယ်ခရစ်စတီယာနိုရော်နယ်ဒိုရဲ့အသားဖြစ်သူရော်နယ်ဒိုဂျူနီယာပေါ်တူဂီယူဆန်ကအသင်းမှာပထမဆုံးကျင်ရွေးချယ်ခံခဲ့ရပါတယ် ဒါပေမဲ့အသက်16နှစ်အရွယ်ရန်နယ်ဂျူနီယာဟာဖခင်ဖြစ်သူကြောင့်အခုလိုရွေးချယ်ခံရတာဆိုပြီး online ပေါ်မှာဝေဖန်တဲ့ကြေကြော်လောက်ထွက်ပေါ်ခဲ့ပါသေးတယ်။အောက်စုပွဲစဉ်၃ခုမှာလည်းတပွဲမှာပွဲချင်းပြီးကစားဝယ်များခဲ့တာကြောင့်ဝေဖန်တဲ့ကပုံမကျေလောင်လာခဲ့ပါတယ်။ဂရန်ဂလာနဲ့ဘောလုံးစကိလည်းတော့မရှိဘူးဆိုပြီးသုံးသပ်နေကြပါတယ်။ဒါပေမဲ့ခရိုအေးရှားတင်းနဲ့ကစားခဲ့ရတဲ့ဘောလုံးပွဲမှာတော့ရန်နယ်ဂျူနီယာကဝေဖန်သူတွေအလုံးကိုအတန်တိတ်စေခဲ့ပါတယ်။ဘယ်လိုဂျူနီယာဟာပေါ်တူဂီအသင်းအတွက်အပွင့်ကောသွင်းယူပြီးခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ ဘယ်တော့မှမတန်းနေအရာတွေကနေအပြင်းကန်သွင်းခဲ့တာဖြစ်ပါရင်ကန်ချက်ကလည်းဘောဘာရန်နဲ့ထိမှန်ကြင်ပြီးကုလမအနေနဲ့ကာဝယ်ဖို့ဘလို့မှမတန်နိုင်ခဲ့ပါဘူးအသင်းပေါ်ချပေးခဲ့တဲ့အလုံးကိုတစ်ချက်မှမထိန်းတော့ပဲဘယ်ဂျေနဲ့အပြင်းကန်သွင်းခဲ့တာဖြစ်ပါရင်ဘောတင်မီမှာပါကင်ဖြစ်သူရဲ့စူးပုံစံအဝဲခံပုံနဲ့အဝဲခံခဲ့တာတရားပါရင်ပြင်သစ်တွေကတော့ရက်ဒိုဂျူနီယာကလည်းပါကင်ဖြစ်သူလိုပဲပွဲကြီးတွေမှာခြေစွမ်းပြတတ်သူဆိုပြီးသုံးသပ်နေကြပါရင်ရက်ဒိုလိုပဲကမကလဝင်ဘောလုံးမတယောက်ဖြစ်လာမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရပါမယ်